တကယ်ဒါတော့ကျွန်တော်တို့မလပငါအတွက်ကျွန်တော်ဝိုင်းချင်းဆိုင်ကနေစာကြည့်နော်ဝိုင်းချင်းဆိုင်ကနေအဲတော့ဝိုင်းချင်းဆိုင်ကစာကြည့်မယ်ဆိုတော့ဒီနားမှာပေါ့နော်ဒါလည်းမပြောဘူးခင်ဗျဒီကောင်လည်းပြစင်ကောင်းလည်းပြမယ်နော်ကောင်းလည်းပြမယ်ဆိုရင်ဒီ98ပေါ့နော်98ပေါင်းရခွန်ဆိုတော့ခွန်ခွန်2ဝန်းကျင်းပေါ့နော် နဲ့တည်ကြည်ပါခொနေဝန်ချင်းခொနေဝန်ချင်းအဲ့ဒါကျွန်တော်နှစ်ပြေးရနော်နှစ်ပြေးရနောက်ထပ်ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်နောက်တစ်ခုကနှစ်3ပေါင်းညံ5နော်9တုံညံဝန်ချင်းဆိုတော့9တုံညံဝန်ချင်းဆိုတော့9တုံညံဝန်ချင်းเนี่ยကျွန်တော်9ပြေးတယ်ပေါ့နော်ငါပြေးတယ်နောက်ထပ်ကျွန်တော်ဒီမှာခွန်ကားပေါင်းညက်နှစ်ဆိုတော့နှစ်ခွန်ဝန်းချင်း ကျွန်နှစ်ခုဝင်ငိမ့်နေရတခွန်ပြီးတယ်ဗောနော်ခွန်ပြီးတယ်ဒီမှာပြီးတယ်ဗောနော်ဒီမှာငါးပြီးတယ်ဒီမှာနှစ်ပြီးတယ်ဗောနော်အဲ့တော့ဘယ်လိုငါးအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာတုံညာခွန်ပေါင်းရောဒါခွန်ရရနော်ခွန်ရရဆိုတော့ခွန်နှစ်ဝင်ငိမ့်ရရနော်ကဲဟုတ်ပြီဒီမှာခွန်နှစ်ဆိုတော့ဝင်ငိမ့်ရဒါမှတော့ငါးမနဲ့တော့ရှိတယ်အဲ့နောက်တစ်ခုကကြာတော့နောက်တစ်ခုကဘာပြမလဲဆိုရင်ခွန်နှစ်ဝင်ငိမ့်ပြီးတဲ့အခါမှာ ကျော်လုံးပိုင်းစိုက်ကုန်နေလေကြည့်ရနော်လုံးပိုင်းလုံးပိုင်းစိုက်ကြည့်မယ်လုံးပိုင်းစိုက်လုံးပိုင်းစိုက်ကကြတော့ဘယ်လိုမျိုးသွားမလဲဆိုတော့ပေါ်ပင်ဒီမင်းနဲ့ပဲလိုင်းနဲ့ပဲသွားလိုက်တော့နော်ဘယ်လိုမျိုးလုံးပိုင်းစိုက်ရှိလဲပထမဆုံးကျွန်တော်တို့ခွန်ရဲ6ရဲ9ရဲပေါ့လေခွန်6ပေါ့လို့3 3နဲ့9နဲ့ပေါ့လို့2နော်2ပိုင်းအဲ့2ပိုင်းဒီမှာပြီးရနော်တခါ ျွန်တော်69ပေါင်းတော့ငါ9နဲ့2နဲ့ပေါင်းတော့ခွန်ခွန်ပိုင်းခွန်ပိုင်းဒီမှာပြေးတယ်။တကားကျွန်တော်ဒီနဲ့တင်းနဲ့ကိုနဲ့ပေါင်းတော့3ညာ3ညာနဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်ပိုင်းရကျွန်တော်ဒီမှာပြေးတယ်။ဒါဆိုရင်မနက်ငါအတွက်ကကျွန်တော်ဘယ်လိုလဲဆိုရင်တင်းနဲ့2နဲ့ပေါင်းတော့3 3နဲ့3ညာနဲ့ပေါင်းတော့လေ3ပဲ။နော်3ပိုင်းရှိမယ်ဒီဘွဲအတွက်ဒီဘွဲအတွက်ပေါ့နော်3ပိုင်းရှိမယ်။နော်ဒီဘွဲအတွက် အဲ့တော့၃ဘိုင်းရှိမယ်ဟုတ်ပြီနောက်ဘိုင်းတစ်ခုကြည့်မယ်နောက်ဘိုင်းတစ်ခုဘယ်လိုမျိုးရှိအောင်မလဲဆိုရင်ထပ်ကြည့်မယ်ထပ်ကြည့်မယ်ဆိုဒီမှာ၃ဘိုင်းရတယ်နော်နောက်ဘိုင်းတစ်ခုကကြတော့ဘယ်လိုမျိုးဖြစ်မလဲဟုတ်ပြီနောက်ဘိုင်းတစ်ခုကကြတော့တို့ဒီမှာဘောနော်၃ရေတိဘောနော်၄၄နဲ့၈နဲ့ဘောနော်ကျတော့၂ဘိုင်းရနော်တခါ၂နဲ့၂နဲ့ဘောနော် လေးလေးနဲ့သုံးလဲပေါင်းတော့ဒါခွန်ခွန်မရနော်ဒီမှာနဲ့ဒီမှာခွန်နော်အဲ့လိုမျိုးပေးထားတယ်နောက်တစ်ခုကဒီမှာခွန်ရှစ်ပေါင်းလုံး9 9နဲ့9နဲ့ပေါင်းတော့ဒုံညဒုံညဆိုတော့ဒီမှာနှစ်ခွန်ဒုံညဒါထိတ်ကြီးတွေကြီးပေးတယ်လို့ပြောရင်ပြောလို့ရတယ်နော်အဲ့လိုမျိုးပေးတယ်ကဲဟုတ်ပြီဒီမှာဆိုရင်3 3သုံးပေါင်းတော့6 6နဲ့9နဲ့ပေါင်းတော့လေ3ပဲနော်အဲ့တော့3ပိုင်းရခုနကတော့3ပိုင်းခုလည်း ၃ပိုင်းနှစ်ချက်ရှိတယ်ဘာလို့နာမနဲ့ဖာမနဲ့တို့၃ပိုင်းရှိတယ်ဒီပွဲတို့ဘာလို့၃ပိုင်းရှိဟုတ်ပြီကဲ၃ပိုင်းပြီးတဲ့နောက်ကျွန်တော်ဘာထပ်ပြလဲဆိုရင်ခုနနောက်တော့ဝမ်းကျင်းတစ်ခုလောက်ထပ်ပြနော်ဝမ်းကျင်းတစ်ခုလောက်ထပ်ပြဝမ်းကျင်းတစ်ခုထပ်ပြမယ်ကဲဟုတ်ပြီဝမ်းကျင်းကကျွန်တော်ဘလိုမျိုးသွားလဲဆိုရင်ဒီဖောပင်လေးနဲ့ပဲသွားလိုက်တော့ကျွန်တော်တို့ဒီဒီလိုရှင်းတော့လို့နော်တရားလေးနဲ့ရင်ကြည့်လိုက်ဒီမှာလေးနော် ဒီလေးရဲ့ဒီတိနော်နောက်တစ်ခုကကျော်ဒီကိုရဲ့ကိုတင်လေးပေါ့နော်တင်လေးကိုကိုတင်လေးပေါင်းခြင်းကကျွန်တော်တို့ဒါဒီ400ပေါ့နော်4ပါဝါကို4ကိုဝန်းခြင်းနေရကျွန်တော်ကိုညိတယ်ဒီဘွဲမှာနော်ကိုညိတယ်ဆိုတော့3 1ပေါင်းတော့4 4နဲ့ကိုနဲ့ပေါင်းတော့ ဒီကိုကောင်းခြင်းတော့3နော်38 sorry 3 8ဝန်းကျင်ရအဲ့ဒါကျွန်တော်3ပေးတယ်နော်ဒီဘွဲမှာပေးတယ်3ပေးတယ်နောက်တစ်ခါကျွန်တော်2နဲ့6နဲ့ပေါင်းတော့8 8နဲ့2နဲ့ပေါင်းတော့3ညနော်ဆိုတော့3ညပါဝါ9 3ညငါဝန်းကျင်တွေကကျွန်တော်9ပေးတယ်နော်9ပေးတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော် နောက်တစ်ခုကကျွန်တော်ဒီမှာခွန်နဲ့သုံးနဲ့ပေါင်းတော့3ည3နဲ့ခွန်နဲ့ပေါင်းတော့ခွန်ဆိုတော့ခွန်နှစ်ဝန်းကျင်နှစ်ခွန်နှစ်ဝန်းကျင်နဲ့ကျွန်တော်တို့ခွန်ပေးတယ်ပေါ့နော်ဒီဘွဲမှာခွန်ပေးတယ်နော်ခွန်ပေးတယ်အဲ့တော့မလည်းဖန်တွဲဆိုရင်3နဲ့6နဲ့ပေါင်းတော့9 9နဲ့3ညနဲ့ပေါင်းတော့9ပဲနော်ဆိုတော့လည်းဖန်ဘွဲတော်က9 4ဝန်းကျင်ရှိတယ်9 4ဝန်းကျင်ရှိတယ်နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ဘာတွေရထားလဲဆိုတော့နော်တစ်ချက်ပြန်ကြည့်မယ် အားရထားလဲအဲ့ဒါလေးတစ်ချက်ပြန်ကြည့်မယ်ကဲဟုတ်ပြီအဲ့တော့အဲ့တော့ဝမ်းကျင်းကြီးပေါ့နော်ခြာရည်ကြီးမယ်ဝမ်းကျင်းကြီးခြာရည်မယ်မြန်မာငါတော့ပေါ့နော်မြန်မာငါတော့29ရက်3လပေါ့နော်25ပေါ့နော်အဲ့ဒီတော့ပြန်နေတော့ဆိုရင် ဟိုဒီလိုင်းလောက်ကိုကောင်းပါနော်နောက်မှဂျာတိပေါ့နော်ဂျာတာပရင်းနေအတွက်ဂျာတိမနဲ့အတွက်ကျွန်တော်လုံးပိုင်းက3ရှိတယ်နော်လုံးပိုင်း3ရှိတယ်လုံးပိုင်းက3ရှိမယ်နော်3ရှိမယ်1ချင်းလုံးပိုင်း3က2ချက်နော်3နှစ်ချက်တွေ့တယ်နောက်1ချင်းကကြတော့ခွန်နေ1ချင်းရှိမယ်နော်ခွန်နေ1ချင်းရှိမယ်နောက်9လေး1ချင်းရှိမယ် ။เนาะအဲ့ဒါတွေနဲ့ကျွန်တော်တွဲကြည့်မယ်ခေါ့နော်။သုံးလုံးပိုင်းတွေတွဲမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုပေါင်းဆို3 4 3อ่ะ line ထိပ်ကြီးဖြစ်ပုံများတယ်ခေါ့နော်။3 4 3 9ခေါ့နော်။3 4 3 9เนาะ3 9ຕົງນິເນາະຕົງຄົນຕົງນິຊິເຕົງຄົນຕົງນິຊິເນາະອັນທີ່ຄົນໂກນະຄົນລີຄົນດີວັນໃຫຍ່ນະກູດ້ວຍແມ່ສຸຍຍັງເຈົ້າຄົນໂກຊິເນາະຄົນໂກຊິແມ່ ခွန်လေးရှိမယ်ခွန်လေးရှိမယ်ခွန်လေးရှိမယ်နောက်ပြတော့နှစ်ကိုရှိမယ်နှစ်လေးရှိမယ်ပေါ့နော်29ရှိမယ်24ရှိမယ်အဲ့ဒါလေးရှိမယ်ပေါ့နော်နောက်အပူဆိုင်နေနဲ့ကျွန်တော်တို့ကြခဲ့မယ်ဆိုရင်တောင်းပါပဲကျွန်တော်တို့ဘာလေးကြနိုင်လဲဆိုအပူဆိုင်နေဆိုရင်အပူဆိုင်ကျမှာဆို33ကြနိုင်တယ်ပေါ့နော်44 ရတယ်နဲ့တော့ခွန်ခွန်ပေါ့နော်အဲ့တုံးပေါ့ကကိုကိုကတော့မထိုးနော်ကိုကိုကမထိုးအဲ့ဒီထဲမှာကျွန်တော်တို့ဘာတွေခြိုက်လဲဘာတွေအထူးပြုပြီးခြိုက်လဲစိမ့်ရောင်လေးနဲ့ကျွန်တော်ပြစိမ့်ရောင်လေးနဲ့ဘယ်ဟာလေးပို့ပြီးအားတာလဲပေါ့နော်အဲ့ဒါအောင်ကြည့်မယ် corporate to break ရိုက်မယ်ဆို34တဝက်ခြိုက်ပါတယ်နော် corporate to break နောက်အပူရိုက်မယ်ဆိုရင်ကျွန်တော်33နော်33 33ပိုင်းလဲရှိတယ်33 လေးလေးပေါ့နော်သုံးသုံးလေးလေးအဘူးကတော့အခုခွန်ခွန်အဲ့တုံးခွက်လုံးကြိုက်တယ်။နောက်ကျတော့ခွန်ကို3ည7အဲမနေ့ကကျွန်တော်တို့3ညခွန်ထွက်တဲ့ခါကျတော့ကျွန်တော်တို့9ခွန်ဆိုတာမျိုးနော်ရှိနိုင်တယ်နေသားရှိအဲ့တော့ခွန်9ပေါ့နော်ကျွန်တော်တို့ဗားလေးကြိုက်လေဆိုရင်မင်းကကျွန်တော်ရှိတဲ့ထဲက3 4 3 9 3ခွန်နော်3 2ခွန်9ခွန်4 ပြီးတော့2နှစ်4ရှိတယ်2နှစ်6ရှိခွဲရှိမှာနော်အပူလဲဆိုရင်3 3 4 4 0 0ရှိမှာနော်အဲ့ထဲကမှကျွန်တော်တို့ဒီခြိုက်ဆုံးကမင်းရတော့3 4ရယ်နောက်6ခွန်ရယ်6ခွန်ရယ်ပေါ့နော်အပူလေဆိုရင်3 3 4 4 0 0အဲ့အဲ့9ခွဲပေါ့နော်အဲ့9ခွဲကအထူးအထူးကောင်းပါတယ်နော်အဲ့9ခွဲအထူးကောင်းတယ်3 4ခြိုက်ပါတယ် ပြီးတော့ခွန်ခုခြိုက်ပါတယ်နောက်ခွန်ခွန်ခြိုက်တယ်လီလီခြိုက်တယ်33ခြိုက်တယ်ပေါ့နော်ကျန်နေ39တို့အာ39တို့32တို့84တို့29တို့24တို့ဒါတွေကတော့အရင်သဘောလောက်နေပဲတို့ပါကဲအားလုံးပဲကျွန်တော်ကန်ကောင်းကြပါသေးမနေ့ကမနေ့ကန်ကောင်းကြပါသေး